ရှေးရှေးတုန်းကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုရဲ့အစွန်ဖျားမှာရွှေဥမင်ဆိုတဲ့ယူသားပြီးလုံလဝီရိယရှိတဲ့နေသမားလေးတယောက်နေထိုင်ခဲ့တဲ့ရွှေဥမင်ဟာသူ့ရဲ့စူးစမ်းအထောက်မှုကြောင့်စပားတွေဟင်းသီးဟင်းရွက်တွေအမြဲတမ်းအထွက်ကောင်းပြီးစားဝတ်နေရေးလည်းအဆင်ပြေခဲ့တယ် ။ဒီနေ့တော့ရွှေဦးမင်းရဲ့လေခွင်းလေးကအကောင်းဆုံးစပါခင်းကြီးတစ်ခုဟာမြတ်ဘတ်တိုင်းအကြောင်းရင်းမရှိပဲပျက်စီးကုန်တဲ့အစပိုင်းမှာရွှေဦးမင်းဟာတော်တိုင်းတရိษံတွေကြောင့်လို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့တရိษံခြေရာတွေမတွေ့ရတာကြောင့်တန်တရာဝင်လာတဲ့ဒါနဲ့ရွှေဦးမင်းဟာညဘက်မှာလေခွင်းလေးကိုချောင်းမြောင်းစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ညတကောင်ရန်ရောက်တော့တောအုပ်ထဲကနေမြေခွေးတကောင်ထွက်လာတာကိုရွှေဦးမင်းတွေ့လိုက်ရတယ်။ အဲ့ဒီမြေခွေးဟာတာမန်မြေခွေးမဟုတ်ပဲညံကောင်းပြီးလှည့်စားတက်တဲ့မြေခွေးတစ်ကောင်ဖြစ်တဲ့မြေခွေးဟာရွှေဥမင်ရဲ့စပခင်းလေးကိုဝင်ပြီးစပားတွေကိုဖျက်ဆီးနေတာကိုရွှေဥမင်တွေ့လိုက်ရတယ်။ရွှေဥမင်ဟာမြေခွေးကိုဖမ်းဖို့စူးစမ်းပေမဲ့မြေခွေးကအလွန်လင်မြန်ပြီးခပြေးလွမြောက်သွားခဲ့တယ်။နောက်တညမှလည်းမြေခွေးဟာပြန်လာပြီးစပားတွေကိုဖျက်ဆီးပြန်တဲ့ရွှေဥမင်ဟာမြေခွေးကိုဘယ်လိုဖမ်းရမလဲဆိုတာကိုတွေးတော်ရင်အကြံတစ်ခုရသွားတယ်။ နောက်တညမှာရွှေဥမင်ဟာလေခွင်းထဲမှာကြော်ခွင်းတစ်ခုထောင်ထားလိုက်တယ်။ညတန်ကောင်ရံရောက်တော့မြေခွေးဟာပြန်လာပြီးစပားတွေကိုဖျက်ဆီးဖို့ကြိုးစားတယ်။ဒါပေမဲ့မြေခွေးဟာကြော်ခွင်းထဲကိုမိသွားတယ်။ရွှေဥမင်ဟာမြေခွေးကိုဖမ်းမိတဲ့အတွက်အလွန်ပျော်ရွှင်သွားတယ်။မြေခွေးကိုဘလို့အပြစ်ပေးရမလဲဆိုတာကိုတွေးနေတော့မှမြေခွေးကရွှေဥမင်ကိုတောင်းပန်ပြီး"သူဟာဆင်းရဲလွန်းလို့စားစရာရှာဖို့ဒီလိုလုပ်ခဲ့ရတာ"လို့ပြောပြတယ်။ ရွှေဥမင်ဟာမြေခွေးကိုတနာသွားပြီးမြေခွေးကိုလှုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့မြေခွေးကိုနောက်တစ်ခါဒီလိုမလုပ်ဖို့တတိပေးလိုက်တယ်။မြေခွေးဟာရွှေဥမင်ကိုကျေးဇူးတင်ပြီးနောက်တစ်ခါဘယ်တော့မှဒီလိုမလုပ်တော့ဘူးလို့ကတိပေးခဲ့တယ်။မြေခွေးကိုလှုပ်ပေးပြီးတဲ့နောက်မှာရွှေဥမင်ရဲ့စပါးခင်းတွေလည်းအရင်လိုပြန်ကောင်းသွားတယ်။ရွှေဥမင်နဲ့မြေခွေးတို့ဟာမိတ်ဆွေကောင်းတွေဖြစ်သွားကြပြီးအတူတကွပျော်ရွှင်စွာနေထိုင်သွားကြတယ်။ဒီပုံပြင်လေးကနေရိုးသားခြင်းတနာကျင်နာခြင်းနဲ့ခွင့်လွှတ်ခြင်းရဲ့တန်ဖိုးကိုသင်ခန်းစာယူနိုင်ပါတယ်။ အရင်ဖွင့်ပွင့်လင်းပြောတတ်တော့လူမုံများတစ်ထက်များလာပြန်လေအရင်တဘောကောင်းတော့လေဘောင်းမဆိုးလှုပ်ပေးရမယ်ပုံမျိုးဖန်လာကြတယ်အရင်စေတနာထားမိတော့အဆုံးတတ်မှာကိုပဲရင်နိုင်ရတယ်လေအရင်နားလည်မှုတွေထားပြန်တော့ နေရတကာပေါင်းကြော်လာခြင်းကြရတယ်။အရင်အာနာတတော်လေးတချို့တချို့တွေကအထက်စီးကဆက်ဆံကြရတယ်။ခွလုတ်ပေးတာများလာတော့ဘောင်းနဆိုလုံရဲလာကြတယ်လေ။ငိန်ခံနေတော့ကတော့အကောင်းပြန်ပြောလိုက်မှပို့အမှားဖြစ်သွားတယ်။ လူပါရီဖြည့်စည်းပေးတော့ဟုတ်လူပွန်ကြည့်တော့ရန်တွေးဖို့ဝင်မလေးတာလည်းရှိတယ်ပြည်ပြည်လေးလေးပြောနေပေမဲ့လေလူနာထက်ပူယူခြင်းတဲ့သူတွေကြောင့်စိတ်ကြိုရတယ်ကိုစိတ်ကအေးချမ်းစွာနေလိုပေမဲ့စိတ်တန်တန်ကိုနှောက်ရလိုတဲ့သူတွေရှိသေးတယ်နှုတ်ကသာအာနာလိုက်တာလို့ပြောချိုပေမဲ့တကယ်တမ်းကျအမနာတကြတဲ့စိတ်မနှောတွေနေပေါ့မူသားနဲ့စဉ်းစားမရတဲ့ကိုအတွက် စကလုံးတွေကမာကျောနေတော့မေးလေထစ်ကနေဆိုဒေါ်လာဖြစ်လွယ်ရဲကိုချင်းကိုညာဖြစ်မီနေတာပြုပြင်စင်ခြင်းရအောင်မင်းအလွယ်တကူခန်းစားလွယ်တာကိုလေမဖြစ်ဖြစ်အောင်ရှင်းချရအောင်မှာပေါ့ပြင်းပြတဲ့စိတ်ခန်းစားချက်တွေကိုတော့ဘယ်တော့မှမမွေးမြူမိအောင်လို့ထိန်းချုပ်ရမယ်အမြင်မတူတာတွေတွေ့တဲ့အခါမှာတော့လေမမြင်ချင်အောင်ဆောင်ပြီးရှောင်တင်းရမယ် အခက်ခဲတွေဘလောက်ပဲရှိရှိထောက်ပြတတ်တဲ့အကျင့်ကိုဖျောက်ဖျက်ရမယ်ခန်းစားချက်ပြင်းပြင်းတွေဖြစ်လာရင်လည်းမျိုးချတတ်တဲ့အကျင့်ကိုတင်ကြားရအောင်ပြဿနာကိုထိတိုက်တွေးလာတဲ့အခါပညာသားပါပါရှောင်တက်ဖို့လိုသေးတယ်မဟုတ်လားခိုးကန်ကြမှာကလည်းမုံဝီရင်သာမပါတတ်တာဒုဝီရင်တော့ထိတ်ဆုံးကပဲလေတခါတလေတော့လေ ်လောကကြီးမှာကျင်လည်နေရင်းကပူလိုက်သိမ့်လိုက်ကိုရေမောပြစ်လိုက်ခြင်းနဲ့အချိန်ခိုက်တန်းဆိုတာရှိသေးတယ်